ဟုတ်ကဲ့ဒီတစ်ခေါက်မှာတော့ဒူရင်သီးရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးတွေကို လာပြောပြမှာဖြစ်ပါတယ်။ဒူရင်သီးရဲ့အကျိုးကျေးဇူးများစွမ်းရင်တက်များစွာပါဝင်ခြင်းဒူရင်သီးမှာ ကာဘိုဟိုက်ဒရိတ်နဲ့အဆီဓာတ်တွေများစွာပါဝင်တဲ့အတွက်ခန္ဓာကိုယ်ကိုပြင်းပြန်စွာစွမ်းရင်တွေပေးနိုင်ပါတယ်။အားကစားသမားတွေဒါမှမဟုတ်ပင်ပင်ပန်းပန်းအလုံးလုံးရသူတွေအတွက်သင့်တော်ပါတယ်။ဗီတာမင်နဲ့တထုဓာတ်တွေကျွဲဝခြင်းဒူရင်သီးမှာဗီတာမင် C ဗီတာမင် B အုပ်စုပိုတက်စီယမ်မက်ဂနီစီယမ်တန်တက်နဲ့ကျေးနီတက်တို့လိုဗီတာမင်နဲ့တတုတက်အမျိုးမျိုးပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုအထောက်အကူပြုပါတယ်။ဓာတ်တိုးဆန်းကျင်ပစ္စည်းများပါဝင်ခြင်းဒူးရင်းသီးမှာပိုလီဖီနိုလိုဓာတ်တိုးဆန်းကျင်ပစ္စည်းတွေပါဝင်တာကြောင့်ခန္ဓာကိုယ်ဆဲတွေကိုဖျက်ဆီးနိုင်တဲ့ free radical တွေရဲ့အနေအရကနေကာကွယ်ပေးပါတယ်။ဝမ်းမှန်စေခြင်းကိုအထောက်အကူပြုခြင်း ဒူးရင်ဒီမှာအမြင်တတ်တွေပါဝင်တာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ကိုလက်စထရောအဆင့်ကိုလျှော့ချနိုင်ခြင်းဒူးရင်ဒီမှာပါဝင်တဲ့အချို့ဓာတ်တွေဟာသွေးထဲကကိုလက်စထရောအဆင့်ကိုလျှော့ချပေးနိုင်တယ်လို့လေ့လာမှုအချို့မှာတွေ့ရှိထားပေမဲ့နောက်ထပ်လေ့လာမှုတွေလိုအပ်ပါသေးတယ်။ အသားရည်ကိုကျန်းမာစေခြင်း၊ဒူးရင်းသီးမှာပါဝင်တဲ့ဗီတာမင်စီဟာကိုလာဂျင်ကိုထုတ်လုပ်ရာမှာအထောက်အကူပြုလာကြောင်းအသားရည်ကို ကြည်လင်စေပါတယ်။စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ခြင်း၊ဒူးရင်းသီးမှာပါဝင်တဲ့မဂနီဆီယမ်ဟာစိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုကိုလျှော့ချရာမှာအထောက်အကူပြုနိုင်ပါတယ်။ဒူးရင်းသီးရဲ့စိုးကျိုးများ စွိုင်းရင်ဓာတ်များခြင်းဒူးရင်သီးမှာကယ်လိုရီများစွာ ပါဝင်တဲ့အတွက်အများအပြားစားသုံးရင် ကိုယ်လေးချိန်တက်လာနိုင်ပါတယ်။အဆီဓာတ်များခြင်းဒူးရင်သီးမှာအဆီဓာတ်တော်တော်များများပါဝင်ပြီးအထူးသဖြင့်ပြည့်ဝစီပါဝင်ပါတယ်။အများအပြားစားသုံးရင်အချို့လူတွေမှာနှလုံးနဲ့သွေးကြောဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တကြားတက်များခြင်းဒူးရင်းသီးမှာတဘာဝတကြားတက်များစွာပါဝင်တဲ့အတွက် စီးကြိုယောဂါရှိသူတွေတတိထားစားသုံးသင့်ပါတယ်။အပူဓာတ်များခြင်းမြမဆေးပညာအရဒူးရင်းသီးဟာ အပူဓာတ်များတဲ့အသီးဖြစ်ပါတယ်။အများပြားစားသုံးရင် ခရင်းချောက်ခြင်းမအီမတာဖြစ်ခြင်းဒါမှမဟုတ်ဘိုက်အောင်ပိုင်နာဖြစ်နိုင်ပါတယ်။အနံ့ပြင်းခြင်းဒူးရင်းသီးရဲ့အနံ့ဟာထူးခြားပြီးပြင်းထန်တာကြောင့် လူတိုင်းမကြိုက်နှစ်သက်နိုင်သလိုတခြားသူတွေကိုလည်းအနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။အချို့ဈေးဝါများနဲ့ဓာတ်ပြုတ်နိုင်ခြင်းဒူးရင်းသီးဟာသွေးကျဲဆေးလိုမျိုးအချို့ဈေးဝါတွေနဲ့ဓာတ်ပြုတ်နိုင်တယ်လို့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။ဒါကြောင့်ပုံမှန်ဆေးတောက်နေသူတွေဟာဒူးရင်းသီးမစားခင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။အချို့ယောဂရှိသူများအတွက်မတင့်တော်ခြင်း ကြောက်ကဲ့ယောဂါနှလုံးယောဂါဒါမှမဟုတ်တွေးတိုးယောဂါရှိသူတွေဟာဒူးရင်းသီးစားသုံးမှုကိုကန့်တတ်တင်ပါတယ်။တတိပြုရန်ဒူးရင်းသီးကိုတင့်တင့်နဲ့ပမာဏနဲ့သာ စားသုံးတင်ပါတယ်အလွန်ကြုံမစားတင်ပါ။ယောဂါခံရှိသူတွေဟာဒူးရင်းသီးမစားခင်ဆရာဝန်နဲ့တိုင်ပင်တင်ပါတယ်။လက်ဆက်ပြီးအေးသွေးကောင်းတဲ့ဒူးရင်းသီးကိုရွေးချယ်စားသုံးတင်ပါတယ်။ဒီအချက်လက်တွေဟာအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်